24ကြိမ်ဟုတ်24ကြိမ်နှစ်ထိပ်ပေါ့နော်အဲ့နှစ်ထိပ်မူကနေပြီးတော့ဟုတ်ကျွန်တော်မွေးကနန်းတင်ပေးပါမယ်ဗျ24ကြိမ်မှာနှစ်ထိပ်လို့ကြားတဲ့မူကနေဟုတ်မွေးကနန်းလေးပြပေးပါမယ်နော်ဟုတ်3ကြိမ်5ကြိမ် ကျွန်တော်ခုနှစ်ကြိမ်ပေါ့နော်နှစ်ခိတ်ကြတဲ့နေ့ထဲမှာပရိတ်လေးပရိတ်ချောင်းပရိတ်၃ဒီ၃ပရိတ်နဲ့ပရိတ်ခွန်ပရိတ်ရှစ်အပရိတ်ရှစ်ပရိတ်ခွန်ပရိတ်ရှစ်ဒီ၃ပရိတ်ရှစ်ပရိတ်ခွန်ပရိတ်ရှစ်ဒီ၃ပရိတ်ခွန်ပရိတ်လေးပရိတ်နှစ်ဒီ၃ဆိုပြီးတော့အဲ၃ကြိမ်၅ကြိမ်ခုနှစ်ကြိမ်ရဲ့ပရိတ်၃ခုရဲ့ပေါင်းလက်က၃ဖြစ်ချင်းနေနဲ့ရိုက်ထားပါပေါ့နော် ဒီ24ချိန်မှာနှစ်ထိပ်လို့ကြားတဲ့နှစ်ထည့်ရဒီပြိသုံးခုရဲ့ပေါင်းလက်က3 24ချိန်မှာနှစ်ထိပ်လို့ကြားတဲ့နှစ်ထည့်ရမို့နော်ဒီပြိသုံးခုရဲ့ပေါင်းလက်ကကျွန်တော်တို့3ပေါ့နော်24ချိန်မှာနှစ်ထိပ်လို့ကြားတဲ့နှစ်ထည့်ရဒီပြိသုံးခုရဲ့ပေါင်းလက်က3 24ချိန်မှာနှစ်ထိပ်လို့ကြားတဲ့နှစ်ထည့်ရ ဒီပရိသတ်၃ခုရဲ့ပေါင်လက်က၃ဆိုပြီးတော့သူကတတိကျနဲ့လောက်ခဲ့တာပေါ့နော်အဲ့ဒီ၃နေကြောင်းမလို့အဲ့ဒီ၃နေကြောင်းမလို့ပေါ့နော်၃မွင့်တူကနံပေါ့အဲ့ဒါတော့ကျွန်တော်ကဒီ24ခွက်ကြီးဖြစ်နေလို့ပေါ့နော်ဒီနှစ်ထိပ်လို့ကြားတဲ့နှစ်ထိပ်က၃မွင့်တူဆိုတာတစ်တစ်တစ်နဲ့ အဲ့လိုတိုးရတာပေါ့နော်တစ်တစ်တစ်နဲ့တိုးရတာပေါ့ဒီပြိသုံးမှုရဲ့ပေါင်းလိုက်3ဆိုတဲ့မှတ်တမ်းကြောင့်မလို့တစ်ထွားရင်ပေါ့နော်3ဝင်တိုးကနေတစ်ထွားဒီတစ်ရှိနှစ်ကိုပေါ့နော်တစ်ရှိနှစ်ကိုတစ်ထွားရင်လည်းပေါင်းတော့နှစ်ကို3နှစ်ကို3ဆိုတဲ့ခဏကဒီနှစ် နှစ်နှစ်ထိတ်ကြတဲ့နေ့ထက်ကတိရှိနေဆိုတဲ့ကနေကတိ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 ထိုင်နေပေါင်းရင်နှစ်ကိုသုံးပေါ့နော်အဲ့ဒီကနေကသူ့ရဲ့နောက်နေ့ထက်မှဒီကျဲကြပေးရတာပေါ့ဒီ24ရက်နှစ်ထက်မှနှစ်နှစ်ထိတ်မှလည်းပဲပေါ့နော်ဒီနှစ်ထိတ်နှစ်ထက်ကကျွန်တော်တို့ဒီကနန်းတစ်ခွက်ကပေါ့နော် ူနိုင်တဲ့ကွက်ကဒီမှာပေါ့နော်ဒီပရိသုံးခုရဲ့ပေါင်3ဖြစ်လို့3 3 3မွင့်တူကနေပေါ့နော်3မွင့်တူဘလို့တွက်တာတော့ဆိုတော့တက်ထွိုင်ပေါင်းတာပေါ့ဒီ260ကိုတက်ထွိုင်ပေါင်းတော့3ခွန်1ဆိုတဲ့ကဏ္ဍတစ်ခွက်ကဒီသူ့ရဲ့နောင်နဲ့တဲ့ကိုတဲထွက်ပြရတာပေါ့နော်တတရားမြောက်24ကျိန်နှစ်ထိတ်မှလည်းပဲ ဲ့တစ်ထိုင်နဲ့ပေါင်းပေါ့နော်တစ်ထိုင်နဲ့ပေါင်းတာဒီကနန်းပေါ့နော်လေးကိုတစ်နဲ့ပေါင်းငါးငါးကိုတစ်နဲ့ပေါင်း၆သုံးကိုတစ်နဲ့ပေါင်းတော့လေးတစ်ထိုင်နဲ့ပေါင်းတော့ငါး၆လေးဆိုတဲ့ကနန်းသူ့ရဲ့ဒီနောက်နှစ်ထဲမှာငါး၆လေးလို့ကြားပေးရတာပေါ့နော်အဲ့လိုပဲ၄ခန်းမြောက်နှစ်24ချိန်မှာနှစ်ထိတ်လို့ကြားလို့ စ်ထွိုင်းနဲ့ပေါင်းတဲ့ကနန်းဒီမှာကျွန်တော်တို့ဒီတတိချောက်တတိချောက်ကိုတစ်ထွိုင်းနဲ့ပေါင်းတော့တစ်ကိုတစ်နဲ့ပေါင်းနှစ်တစ်ကိုတစ်နဲ့ပေါင်းနှစ်ချောက်ကိုတစ်နဲ့ပေါင်းတော့ခွန်းနှစ်နှစ်ခွန်းဆိုတဲ့ဒဲကွက်ကသူ့ရဲ့နောင်နဲ့ထဲမှာနှစ်နှစ်ခွန်းလို့ကြာသွားပြီပေါ့နော်ဒါကတော့ကျွန်တော်က24ခွက်ကြီးကိုဘယ်ကနန်းလုံးဆိုတာ ဒါဘလူမောက်ကိုတခွက်သေးလိုင်းကိုမရွေးနိုင်ခဲ့ဘူးပေါ့နော်တခွက်သေးလိုင်းကိုမရွေးနိုင်လို့ဒီတစ်ထွိုင်နဲ့24ခွက်ကိုတစ်ထွိုင်နဲ့ပေါင်းရင်24ခွက်ကြီးဖြစ်နေမှာအဲ့ဒါကြောင့်မို့24ခွက်တဲ့မွေးဆိုတာကြီးကိုကျွန်တော်လိုင်းမဟုတ်မတင်ငင်ဘူးပေါ့နော်ထိုးသားတွေကိုလည်း24ခွက်ကြီးတဲ့မွေးရမယ်ဆိုတာကျွန်တော်မတင်ငင်လို့ ဒီ line ကိုမတင်ခဲ့ပါဘူးเนาะဒါပေမဲ့နောက်တစ် site ကိုတော့ကျွန်တော်အခုဒီ site ကိုတော့တင်ပေးလိုက်ပါမယ်เนาะနောက်တစ်မျိုးပေါ့နောက်တစ်မျိုးကဘယ်လိုလဲဆိုတော့ဒီ24ချိန်မှာနှစ်ထိပ်လို့ကြားတဲ့ကကနန်းတစ်ခွဲကပေါ့เนาะ24ချိန်မှာနှစ်ထိပ်လို့ကြားတဲ့နှစ်ထိပ်ကကနန်းတစ်ခွဲကကျွန်တော်တို့ဒီပြောင်းမြန်ပေါ့เนาะတဲပြောင်းမြန်ကြားတာပေါ့ ပါကနဲဘလူးပုံစံမျိုးကြအောင်ဆိုဥပမာဒီ၈၃၅ပေါ့နော်၈ရဲ့၃ရဲ့၅ရဲ့အဲထိတ်စီနောက်ပိတ်ကိုထိတ်စီနဲ့ပေါ့နော်၅၃၈ကို၈၃၅လို့ဒီလိုကြတာပေါ့အဲဒီမှာနော်၈၃၅၈၃၅လို့လို့ဒါနောက်ပိတ်ကိုထိတ်စီနဲ့၈၃၅ပေါ့နော်အဲ့လိုကြတယ်ဒီဒီ2 5တက်မှာလည်းပဲ2 5တက်ပေါ့နော် တောက်ပိတ်ကိုထိတ်စည်းနဲ့1 5 1တဲ့တစ်ခွက်သေးပါပဲเนาะသေးပဲကြာတော့သူကနှစ်ခွက်မထိုးရပါဘူးเนาะဒါကတော့ဒဲ့ပါပဲဒီနှစ်ထိတ်မှလည်းပဲပေါ့เนาะနှစ်ထိတ်မှလည်းပဲကျွန်တော်တို့ဒီမှာပါကနန်းလဲဆိုတော့ထိတ်ကြတဲ့နှစ်သေးက နှစ်သိကြတဲ့နေ့ထဲရနော်နော်သူပါကန်တန်းကြလေဆိုတော့သူရှင်နေတယ်ဟာဒီမှာနော်ပါကန်တန်းကြလေဆိုတော့ဒီကတန်းကြီးကိုပဲပြန်ကြတော့တာဒီမှာနှစ်တိခွန်ကိုခွန်တိနှစ်ပေါ့နော်ခွန်တိနှစ်နောက်ပိတ်ကထိတ်စီးနဲ့ နှစ်တခွန်ကိုခွန်တင်းနှစ်လို့ဒီသူ့ရဲ့နောက်နှစ်မှာနော်အဲ့လိုကြာပါလားအဲဒီ24ချိန်မှာနှစ်ထိပ်မှလည်းပဲပေါ့နော်အဲ့လိုနော်ဒီကနန်းကြာသွားတာပေါ့နော်9 1 9 9 1 9 9 1 9လို့ကြာသွားတယ်နော်9 1 9လို့ဒါ9 1 9ဆိုရင်9 1 9လို့တဲတစ်ခွက်သေးပဲနော်တဲတစ်ခွက်သေးပဲ9 ဒီနှစ်တိခွန်ဆိုရင်ခွန်တိနှစ်လို့ဒဲတစ်ခွက်သေးပဲနော်ဒဲကြာမှာဒီပထမကတ်မှာလည်းဒီနော်ဒီနှစ်ငါးတိတိငါးနှစ်ကိုတိငါးနှစ်ကိုနှစ်ငါးတိလို့ဒဲတစ်ခွက်သေးပဲနော်ဒီနော်ဒီ၈၃၅ကိုဒီ၅၃၈ကိုလည်း၈၃၅ဆိုပြီးတော့ပဲနော်ဒဲပဲကြာတယ် အဲ့ဒီကနေပြီးတော့ကျွန်တော်တို့ကခုကဒီဒီဒီနှစ်ထိပ်ကြတဲ့ကဏ္ဍနေရပေါ့နော်ဥပမာ9300နှစ်368 348 140 440 2669 966 6366 6363 6339 435 399 399 3998 694 6263 694 693 360 963ဆိုပြီးတော့နောက်ပိတ်ကထိပ်စီးနဲ့တဲ့ပေါ့နော်ဒီနှစ်ထည့်ကနန်းဟုတ်ဒီနှစ်ထိပ်ထိနှစ်ထိပ်နှစ်ထည့်ကနန်းနေပေါ့နော်အဲ့ထည့်ကနန်းနေရနောက်ပိတ်ကထိပ်စီးနဲ့တဲ့တကွဒီဘက်နှစ်ကိုထွက်ပေးရမှာပေါ့ဒီလိုက်မှာတော့ကျွန်တော်အကြိုက်နေနဲ့ဒါရွေးနိုင်တယ်ပေါ့နော် ဟိုတပွင်သူတစ်ထိုင်းနဲ့ပေါင်းတဲ့ကနန်းမှာတော့ဘယ်ကနန်းလုံးရလို့ကျွန်တော်အကြိုက်မတွေ့ခဲ့ဘူးအဲ့ဒါကြောင့်မလို့တဲ24ခွဲကိုတင်မပေးခဲ့ဘူးပေါ့ဒီတဲ24ခွဲအခုတဲ2ခွဲ4ခွဲ24ခွဲနောက်ပိတ်ကထိတ်စီးနဲ့ဒဲရရမဲ့မူမှာတော့အဲကျွန်တော်ဖမ်းထားတာလေးကိုဒီဘရိတ်ဘရိတ်၃ခုပေါင်း၃လို့ဖြစ်တယ်သူ့ရဲ့ဆောင်မှာဒါ ပရိရှိထွက်တယ်ဒါလည်းပြပြီးသားပေါ့နော်ပရိရှိပြီးတော့ပရိကိုပေါ့နော်ပရိရှိထွက်တယ်ပရိကိုထွက်တယ်ပရိတုံညာထွက်တယ်ပရိတိထွက်တယ်ပေါ့နော်ရှစ်ကိုတုံညာတိဒီပရိရှိပရိကိုပရိတုံညာပရိတိထွက်တယ်ဆိုတာကျွန်တော် ပြန်မပြတော့ဘူးเนาะအဲ့ဒီ69 3ညာတင်းနဲ့ဗောနော်69 3ညာတင်းနဲ့ဒီဓာတ်24ခွက်ကတခွက်ကိုဖမ်းထားတာဗောဘလို့ဖမ်းထားတယ်လဲဆိုတော့အဲ့ဒီ69 3ညာတင်းကိုဗောနော်ဒီကနန်းကြတော့မယ်ဆိုမှာဒီကနန်းကိုတင်း9နှစ်ကို2 9တင်းလို့ကြာဖို့အတွက်ဒီသူ့ရဲ့ရှေ့မှာဗောနော်ခုနပြောတဲ့ကျွန်တော်ပြောတဲ့ပရိရှိခံတဲ့ကနန်းဗော အဲ့ဒီပဋိသေခံနဲ့ကနေတင်နာနှစ်ဒီနှစ်ငါးတက်လို့သွားကြရဲပေါ့နော်ပြန်ကြရဲပေါ့ပဋိသေပြီးတော့ဒုတိယကြတာကျတော့ဒီနှစ်တက်ခုံကိုခုံတက်နှစ်လို့ကြားဟုတ်အတွက်ကတက်နှစ်သုံးပဋိသေပြီးပဋိကူခံတဲ့ကနန်းပေါ့နော်ပဋိကူလို့ခံတဲ့ကနန်းနှစ်တက်ခုံဒီခုံတက်နှစ်လို့ကြရဲပေါ့တတိယကပါတယ်နော်တတိယကမှာကျတော့ ျွန်တော်တို့ကဒီမှာဘာကနန်းကြသလဲဆိုရင်ဒီ9တက်ကိုကြတာเนาะ9တက်ကို9တက်9လို့ကြားဘူးอ่ะတော့ကသူ1နဲ့3မှာပရိတ်ရှိပရိတ်ကိုပြီးတော့ပရိတ်3ညာခံတယ်ဘောเนาะပရိတ်ကြီးเนาะပရိတ်ရှိလို့ခံပြီးတော့ဒီကနန်းဘောเนาะနှစ်တင်ငါးနှစ်ဒီနှစ်ငါးတက်လို့ကြားတာပရိတ်ရှိပရိတ်ကိုလို့ခံတယ်ကနန်းနှစ်တက်ခွန်ဒီခွန်တက်နှစ်လို့ကြားတာ ဖိရှိပရိတ်ကိုပြီးတော့ဒီပရိတ်သုံးညပေါ့နော်ပရိတ်သုံးညငါးတက်ကိုဒီကိုတက်ငါလို့ကြားတာပေါ့နော်အဲအဲ့တော့ကျွန်တော်တို့ကပရိတ်ရှိပရိတ်ကိုပရိတ်သုံးညပြီးတော့ကျွန်တော်တို့ကဒီဒီတရားကဏ္ဍတစ်ခွက်ကြားဟောတာတော့ဒီပရိတ်ပြခံတဲ့ကဏ္ဍရဲ့ဒီလိုရှိတယ်ပေါ့နော်ပရိတ်တိခံတဲ့ကဏ္ဍရဲ့ဒီလိုရှိတယ်ပရိတ်တိခံတဲ့ကဏ္ဍရဲ့ဒီလိုရှိတယ် တိတ်တိတ်ခံတဲ့ကနန်းရဲ့ဒီလိုရှိတယ်ပေါ့နော်အဲအဲ့ဒါဆိုရင်ကျွန်တော်တို့ကတစ်ခွက်နှစ်ခွက်သုံးခွက်လေးခွက်ပေါ့နော်အဲ့ဒီလေးခွက်ပဲရှိတယ်ပေါ့24ခွက်ထဲကနေတဲ့လေးခွက်ကိုရွေးထုတ်ပြီးတော့တစ်ခွက်ထဲကိုပြန်ရွေးထုတ်ရမယ်ဆိုရင်ပေါ့နော်တစ်ခွက်ထဲကိုပြန်ရွေးထုတ်ပြရမယ်ဆိုရင်ကျွန်တော်ကခုနကပရိရှိ ဗရိတ်ကိုဗရိတ်တုံကဗရိတ်တလို့ကြားတယ်ဖြစ်စဉ်ကပြီးပြီအဲ့လိုရပြီးတော့ဒီဗရိတ်ရှင်းနဲ့ဗရိတ်ခွန်ဒီငါနော်ဗရိတ်ကိုနဲ့ဗရိတ်ငါဒီလေးငါလေးဗရိတ်တုံညာနဲ့ဗရိတ်သုံးဒီသုံးငါလေးသုံးဗရိတ်တနဲ့ဗရိတ်တဒီနှစ်ငါလေးသုံးနှစ်ဆိုတာနဲ့ဒီခါဘဲကွယ်တုံးဆိုတာကိုငါလေးသုံးနှစ်နဲ့ပြန်ခွဲတာပေါ့နော် ဲ့ငါးလေးသုံးနှစ်နဲ့ပြန်ခွဲတဲ့အချိန်ကျတော့ဒီကသုံးထက်ရယ်နော်ဒီကသုံးထက်ရယ်ဒီကခွား6ရယ်နော်သုံးထက်ရယ်ခွား6ရယ်ရှေပေါင်း6ရယ်366ပေါ့နော်သုံးထက်ရယ်ခွား6ရယ်ရှေပေါင်း6ရယ်366ပြီးငါလို့ဖြစ်တဲ့ကနေအဲ့ဆို တင်ငါးနှစ်ကိုနှင်ငါးတဲ့လို့ထွက်ရမှာပေါ့နော်ငါးလို့ဖြစ်တာအဲ့ဒီငါးဘာလုံးဗရိတ်ရှင်းနဲ့ဗရိတ်ခွန်ငါးလို့ဖြစ်လို့ပေါ့နော်ငါးပြီးတော့ဗရိတ်ကိုးနဲ့ဗရိတ်ငါးသည်၄လို့ဖြစ်တဲ့ကနေ၄လို့ဖြစ်တဲ့ကနေဆိုတော့ဒီမှာ၃ညာထိတ်နော်ဒီမှာခွာပေါင်း၁၃ညာ၁ဒီမှာရှေ့ပေါင်း၃၃ညာ၁၃သည်၄လို့ဖြစ်တယ် ဲ့လိုလေးလို့ဖြစ်တဲ့ကနေနှစ်တစ်ခွန်ကိုခွန်တစ်နှစ်လို့ပြင်ကြတာပေါ့နော်။အားပြီးတော့လေးလေးပြီးတော့၃ပေါ့နော်ပရိသတ်၃ညပရိသတ်၃ညနဲ့ပရိသတ်၃ဒီ၃အဲ့ဒီ၃လို့ဖြစ်တဲ့ကနေကဒီက6ထစ်ဒီက8တစ်နော်6ထစ်ဒီက8ပေါင်း6 6ထိတ်ွားတက်6တက်4ပေါင်း6 6တက်6ဒီ3လို့ဖြစ်တဲ့ကနေအဲဆို9တက်9ဒီ9တက်5လို့ပြန်ရမယ်ပေါ့နော် အဲဆိုကျွန်တော်တို့ကဒီကနေ့နော်ပရိရှိပရိကိုပရိတုံညာပရိတိရအစင်နဲ့ကနန်းနဲ့မှာအဲ့လိုဖြစ်တာဒီဒီတခွဲ့ပဲရှိရနော်6ထိပ်ခွာပေါင်းလေး6လေးရှေ့ပေါင်းနှစ်6ထိပ်ခွာပေါင်းလေးရှေ့ပေါင်းနှစ်6လေးနှစ်ဒီနှစ်လိုဖြစ်တယ်နှစ်လိုဖြစ်တဲ့ကနန်းဒီ665အဲ့665ကို9ထိပ်နဲ့ 阿悄悄，是不咯？听到是不？他家个那啊，嬷不呢？阿悄悄不？阿悄悄。